နက်ကကြီးလက်ကျမှဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းကြောင့်ရှစ်တောင်အရမှတွင်သေဆုံးသူ900လိပါရှိနေပါတယ်။ဆိုရသော်ကတော့အင်ဒိုနီးရှားနိုင်ငံမှာသေဆုံးသူ902ဦးအထိရှိလာပြီးလူပေါင်း900ရှိဦးပျော်ဆုံးနေစေဖြစ်ပါတယ်။ မရပရာဘူးကတော့ကိုယ်တိုင်ခွင့်ဆင်းကြည့်ရှုပြီးနိုင်ငံဟာခက်ခဲတွေကိုကြံ့ကြံ့ခံကျော်ဖြတ်သွားမယ်လို့အာပိစကားပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်းနှစ်ပေါင်း300တွင်စံချိန်တင်မိုးရွာသွန်းမှုနဲ့အတူသေဆုံးသူ186ဦးရှိလာပါပြီ။ထို့သဖြင့်ဆုံခလာခရိုင်နဲ့ဟဲ့ရမျိုးတွေအထိနာခဲ့ပါတယ်။ဝန်ကြီးချုပ်အနုထင်ကတော့9ရက်အတွင်းနေရပြန်နိုင်ရေးကြိုးပမ်းနေပါတယ်။ လေးရှားမှာတော့လူပေါင်း1000ကျော်ကေဇေးစကမ်တွေမှာရှိနေစေဖြစ်ပြီးနောက်ထပ်ရည်ကြီးမဲ့အခြေအနေကိုသတိပေးထားပါတယ်ချိန်ထဲမှာပဲအိန္ဒိယသမုဒ္ဒရာဘက်မှာဆိုင်ကလုန်းဒီရာမုန်တိုင်းတန်ကြောင့်တီရီလင်္ကာနိုင်ငံမှာသေဆုံးသူ355ဦးနဲ့ပျောက်ဆုံးသူ366ဦးရှိနေပါတယ်တီရီလင်္ကာသမရကဒါဟာနိုင်ငံသမိုင်းမှာအကြီးဆုံးနဲ့စိန်ခေါ်မှုအရှိဆုံးသဘောဝဘေးအန္တရာယ်လို့ပြောဆိုပါတယ်အိန္ဒိယအိန္ဒိယနိုင်ငံတမီနာဒူပြည်နယ်ဘက်မှာလည်းမိုးသည်ထံပြီးလူသုံးဦးသေဆုံးခဲ့ပါတယ် လက်ရှိမှာတော့ဒေသနှစ်ခုစလုံးမှာရာသီဥတုပြန်ကောင်းလာပြီးကစားလုပ်ငန်းတွေအရှိန်မြင့်တင်နေကြပါပြီ။ဒါပေမဲ့ပညာရှင်တွေကတော့ကဘာကြီးပုံနေလာမှုကြောင့်အခုလိုပြင်းထန်တဲ့ရာသီဥတုဖြစ်စဉ်တွေဟာအာရှဒေသမှာပုံပေါ်စိတ်မချရတဲ့အခြေအနေစီဥတီလာနေကြောင်းသတိပေးထားပါတယ်။